မင်္ဂလာပါဖင်တီရှင်ဒီစီယူကျူးရှင်တွေကပြန်လေးကြိုဆိုလိုက်ပါတယ်ဒီဗီဒီယိုကတော့ယောက်ျားတွေဟာမိန်းမတွေကိုဘေးအချိန်မှာချင်းမိသွားကြတာလေးဆိုတဲ့ခေါင်းစဉ်လေးနဲ့ပြောပြပေးသွားမှာဖြစ်ပါတယ်ဒီဗီဒီယိုကတော့ manifestation ဗီဒီယိုမဟုတ်ပါဘူး psychology နဲ့အများကြီးသက်ဆိုင်တဲ့ဗီဒီယိုဖြစ်ပါတယ် ယောက်ျားတွေဟာမိန်းမတွေကိုအဲ့ဒီမိန်းမရဲ့လှပ်ပတဲ့ရုပ်ဝီကြောင့်ရှင်းမိကြတာလေမဟုတ်ပါဘူးအဲ့ဒီမိန်းမတယောက်ကသူ့အပေါ်အရင်ကောင်းဝင်စွာဆက်ဆင်နေလို့ချစ်မိတာလေမဟုတ်ပါဘူးအဲ့ဒီမိန်းမတယောက်ဟာသူ့အကျိဆုံးအစအစတွေကိုရှက်ပြုတ်ပေးနေလို့ရှင်းမိသွားတာလေမဟုတ်ပါဘူး ယောက်ျားတယောက်ဟာမိန်းမတယောက်ကိုချစ်မိသွားတဲ့အမှန်တရားကကျွန်ုပ်တို့ထင်ထားတာထက်ပိုပြီးအင်အိုးစရာကောင်းနိုင်ပါတယ်။ပိုပြီးရင်လေစိတ်ပိုင်းဆိုင်ရာနဲ့ဆက်ဆက်နေပါတယ်။ဒါကြောင့်ဒီကိစ္စကိုလေးလေးနက်နက်စဉ်းစားမိဆိုရင်တော့စိတ်မသက်မသာဖြစ်စေပါတယ်။ယောက်ျားတယောက်ကမိန်းမတယောက်ကိုချစ်သွားစေမယ့်အချက်တစ်ခုတော့ရှိပါတယ်။အဲ့ဒီအချက်မဖြစ်မရှင်းအဲ့ဒီယောက်ျားက အဲအဲ့ဒီမိန်းကလေးတယောက်ကိုပျော်မွေးရှင်ပျော်မွေးနေပါလိမ့်မယ်သဘောကျရှင်ကြနေလိမ့်မယ်အဲ့ဒီမိန်းကလေးရဲ့နောက်ကိုလိမ့်ရှင်လိမ့်နေပါအောင်မယ်ဒါပေမဲ့အဲ့ဒီယောက်ျားဟာအဲ့ဒီမိန်းမကိုချစ်နေမှာတော့မဟုတ်သေးပါဘူးယောက်ျားတွေဟာမိန်းမတွေထင်ထားသလိုရှင်းမိတဲ့ကြတာတော့မဟုတ်ပါဘူးမိန်းမတွေကဘလို့တွေးတဲ့ကြသလဲဆိုရင်ကိုကအရင်လှနေမိဆိုရင်တစ်ဖက်ယောက်ျားလေးကကိုရဲ့အလှအပကိုသတိထားမိမိ ိုနဲ့အတူတူစကားဝိုင်းဖွေးပြောဆိုရေမောမေမြင်ရင်ကိုနဲ့ chemistry ကိတ်တွေပေါ့ကွာအာ date တွေပေါ့ကွာအဲ့ဒီလိုခင်စားရတာတွေရှိကောင်းရှိမေအဲ့ဒီအချိန်မှာအဲ့ဒီတစ်ဖက်ယောက်ျားလေးက ကိုကိုချစ်သွားတယ်တော့ထင်ကောင်းထင်ပါလိမ့်မေဒါကလုံဝါမှားပါတယ်မိန်းကလေးတွေရဲ့ဒီလိုအချက်တွေဟာဆွေးဆောင်မှုတက်တက်တစ်ခုသာဖြစ်ပါတယ် ယောက်ျားကလေးတွေကဒီလိုမိန်းကလေးမျိုးနဲ့တွေ့တဲ့အခါဒီမိန်းကလေးကအရင်ချစ်စရာကောင်းတယ်ငါချစ်ဆက်မေအဲ့ဒီလိုသူ့ရဲ့စိတ်ထဲမှာပျော်ကောင်းပျော်နေပါလိမ့်မယ်ဒါကချစ်ချင်းမေတ္တာလေးမဟုတ်သေးပါဘူးယောက်ျားလေးတွေရဲ့အချစ်ဟာဆောက်လုံရေးလုပ်ငန်းတစ်ခုနဲ့တူတယ်တော့ပြောကြပါတယ်ဘာဖြစ်လို့လဲဆိုရင်သူ့ရဲ့ဥနောက်ကအချစ်ကို အုတ်တချဲချင်းစီနဲ့တိဆောက်ရတဲ့ပုံစံမျိုးကိုတိဆောက်နေတာ ဖြစ်တော့ပါပဲ ယောက်ျားတွေဟာစိတ်ခင်စားမှုဆိုင်ရာအခြေအနေတခုမပြည့်မီမရှင်းသူ့ဟာသူ့ရဲ့အချစ်ကိုလုံးဝတိဆောက်မှာမဟုတ်ပါဘူး။ ဒါကြောင့်တချို့ယောက်ျားတွေရဲ့မတည်ငြိမ်တဲ့အရှိအနေတွေကိုကြုံဖူးတဲ့လူတွေရှိပါလိမ့်မယ်။အဲ့ဒါကတော့တစ်ဖက်ယောက်ျားကလေးကနေတိုင်းစပိုးတယ်၊ပြောသင့်ဓာတွေကိုအကုန်ပြောတယ်၊ပြီးရင်သူ့ရဲ့ခွေးတွေနဲ့မိတ်ဆက်ပေးတယ်၊သူ့ရဲ့တငီရှင်းတွေနဲ့လည်းမိတ်ဆက်ပေးကောင်းမိတ်ဆက်ပေးပါလိမ့်မယ်။ပြီးရင်ရုတ်တရက်ဆိုသလိုပဲသူက အတီတကြားတစ်ခုအတွက်အစင်သိမဖြစ်သေးဘူးလို့ပြောလာတတ်ပါတယ်။ ဒါကြောင့်ယောက်ျားလေးတယောက်ဟာမိန်းကလေးတွေရဲ့အလှအပပေါ်မှာတတိထားမိတယ်သူတို့နဲ့အတူတူကရေမောနေတယ်အဲပျော်ပျော်ပါပါနေထိုင်နေတယ်ဆိုတာကဆွေးဆောင်မှုထေးမှာသူဟာနစ်မျိုးနေတာပဲဖြစ်တယ်တကယ်တမ်းကျတော့ဒါတွေဟာယောက်ျားတယောက်ရဲ့အချင်းမဟုတ်ခဲ့ပါဘူးအဲ့ဒီလိုအရှင်နေမှာမိန်းကလေးတွေဖက်ကကြီးမားတဲ့အမားတွေကိုပြုတ်လုံးမိတဲ့ကြတယ်အဲ့ဒါကဘာဖြစ်လို့လဲဆိုရင်မိန်းကလေးအများစုကစ조사အထောက်မှုပြုတ်လုံးမိဆိုရင် ကိုချစ်နေတဲ့သူကိုစိုင်းဝင်စားနေတဲ့သူရဲ့အချစ်ကိုရမယ်တော့ထင်တယ်ဒီစူးစမ်းအားထုတ်မှုဟာအရှိနဲ့ညီမျှတွေတော့ထင်တယ်ကြတယ်အဲ့ဒီအချိန်မှာမိန်းကလေးတွေဟာသူတို့ချစ်တဲ့ယောက်ျားကိုပို့ပြီးရင်ဂယုစိတ်ပေးတဲ့ကြတယ်ပို့ပြီးရင်ရင်းနှီးမြုပ်နှံမှုတွေပြုလုပ်ပေးကြတယ်ယောက်ျားလေးတွေအပေါ်မှာပို့ပြီးရင်အနစ်နာခံပေးတဲ့ကြတယ်ဒီလိုပုံစံမျိုးနဲ့မိန်းကလေးတွေဟာသူတို့ရဲ့အချစ်ကိုတက်တည်ပြတဲ့ကြတယ် မိန်းကလေးတွေဖက်ကဒီလိုပြုလုပ်လိုက်ရှင်အဖင်ယောက်ျားတွေဟာသူတို့ကိုသူတို့ရဲ့တူးသေးသောသူတို့မြင်လိုက်မြင်တော့တွေးထင်တဲကြတယ်။ဒါဟာမိန်းကလေးတွေဖက်ကမှားနေတဲ့အထင်တစ်ခုပဲဖြစ်တယ်။အဲ့ဒီလိုပေးဆက်အနစ်နာခံမှုတွေဟာအချစ်နဲ့မညီမျှပါဘူး။အဲ့ဒါအစဉ်ပြေမှုနဲ့ပဲညီမျှပါတယ်။ မိန်းကလေးတွေဖက်ကပေးဆက်အနစ်နာခံမှုတွေဟာယောက်ျားလေးတွေအတွက်ဘာနဲ့တူလေဆိုရင်ဆိုင်တဆိုင်ကိုဝင်သွားတဲ့အခါဝိုင်းဖိုင်အခမဲ့ရလိုက်သလိုပါပဲဒီလိုပေးဆက်အနစ်နာခံတာတွေရတဲ့အခါယောက်ျားလေးတွေဟာပျော်တော့ပျော်ပါလိမ့်မယ်ဒါပေမဲ့သူတင်ဖို့မထားပါဘူးသူ့အနေနဲ့အသုံးချလို့ရသလောက်အဲ့ဒီမိန်းကလေးကိုသူသုံးဆွေးနေမှာဖြစ်ဖြစ်ရင်သူ့အနေနဲ့အဆင်မပြေတော့တဲ့အချိန်မှာနောက်တစ်ယောက်စီကိုရွှေ့သွားပါလိမ့်မယ် ။ဘာဖြစ်လို့လဲဆိုရင် အချစ်ဆိုတာတက်တောင့်တက်တာရှိတဲ့နေရာကမွေးဖွားလာတာမဟုတ်လို့ပါပဲ။ယောက်ျားလေးတွေရဲ့အချစ်ဟာစိန်ခေါ်ခင်ရတာကနေပြီးတော့မွေးဖွားလာတာဖြစ်တယ်လို့ပြောကြပါတယ်။အမျိုးသမီးအများစုကတော့ဒီလိုဟင်ရှက်ညီမှုကနေပြီးတော့လွေးချော်နေတဲ့ကြပါတယ်။မိန်းမအများစုဟာသူတို့ချစ်တဲ့အမျိုးသားတွေပေါ်မှာပေးဆက်အနစ်နာခံတဲ့အခါအမျိုးသားတွေအတွက်ကတော့လွေကူတွေချက်ချင်းရတွေဘာမှအားထုတ်စရာမလိုဘူး ဲ့ဒီလိုထင်တဲ့ကြပါတယ်တခေတင်းကြတော့ယောက်ျားတွေဟာသူတို့ရဲ့စိတ်ခင်စားမှုအရာအေးပါတွေတော့မခင်စားရမချင်းမိန်းကလေးတယောက်ကိုချစ်မိကြမှာမဟုတ်ပါဘူးမိန်းကလေးတယောက်ကိုချစ်မိစေဖို့အတွက်ဆွေးဆောင်မှုရှိတာလေးမဟုတ်ပါဘူးပျော်ရွှင်အောင်လှုပ်ပေးတာလေးမဟုတ်ပါဘူးသူ့အပေါ်နှစ်သိမ့်အားပေးမှုတွေလေးမဟုတ်ပါဘူးမိန်းကလေးတယောက်အတွက်သူ့ရဲ့ရှိနေရှင်ဟာ အမှန်တကယ်ပဲအရေးပါတယ်တော့ယောက်ျားတယောက်ဖက်ကမခင်စားရမချင်းသူ့ရဲ့နှလုံးသားကပိတ်ထားမှာပဲဖြစ်တယ်ဒီလိုခင်စားရစေဖို့မိန်းကလေးဖက်ကဟင်ဆောင်ပြီးရင်ရှင်းမွေးနေတာကိုလေ သူတော့ကြိတ်မှာမဟုတ်ပါဘူးယောက်ျားတွေဟာဟင်ဆောင်အတီးပြူးမှုကိုမိန်ပေါင်းများစွာကတိကအနစ်ခံနိုင်တယ်လို့လေဆိုကြပါတယ်ယောက်ျားတယောက်ဟာ မိမတယောက်ရဲ့ဘဝအတွက်တခြားဘသူမှမပေးနိုင်တဲ့ထူးခြားတဲ့တင်ဖိုးကို ယူဆောင်လာတယ်လို့အရေးပါကြောင့်ခင်စားရတဲ့အခါသူ့ရဲ့ဦးနှောင်းကအော်ငါသူ့ကိုမဆုံးချုံရစေဘူးလို့တွေးမိသွားတဲ့တည်းအဲ့ဒီအခါမှမှ အချစ်ကစတင်ပါတယ်မိမအများစုကတော့သူ့တို့ချစ်တဲ့ယောက်ျားတွေကိုအရေးပါတယ်လို့ခင်စားရအောင် မပြုတ်လုပ်တဲ့ကြပါဘူးအဲ့ဒီအစသူ့တို့ရဲ့ပြုတ်လုံးမှုက အလွန်ဆိုးရတဲ့အမှန်တရားတွေဖြစ်နေတတ်ပါတယ်။နံပါတ်1အချက်ကတော့အလွန်အကျွမ်းပေးဆဲတာပဲဖြစ်တယ်။မိမတယောက်ဟာသူ့တို့ချစ်တဲ့သူကိုအလွန်အကျွမ်းပေးဆဲလိုက်တဲ့အခါအဲ့ဒီယောက်ျားကသူ့ကိုဒင်းတူလက်တွေးဖို့လို့မြင်မိအစသူ့ဟာကြီးငါးဝင်းဟိုတယ်ကအဲ့ဒီတယောက်လိုခံစားနေမိစေပါတယ်။ မိမတွေဖက်ကတော့ကိုချစ်တဲ့သူမို့လို့အလွန်အကျွံဖိဆက်လိုက်တဲ့အခါယောက်ျားတွေကတော့သူတို့ကိုသူတို့ဘင်းကြီးတစ်ပါးလို့ထင်သွားပြီးအဲ့ဒီလိုပေးဆဲရမယ့်အရာဟာမိမတွေကပြုတ်ကိုပြုတ်လုပေးရမယ့်အရာလို့ထင်သွားတာဖြစ်တယ်။နေမင်းနဲ့အရှင်ကတော့အဆက်မပြဲဝေဖန်ရှင်းပြီးဖြစ်တယ်။ မိမတွေကကိုချစ်တဲ့ချစ်သူကိုအဆက်မပြတ်ဝေဖန်မှုတွေပြုလုပ်နေတဲ့အခါအဲ့ဒီယောက်ျားကဘလို့ထင်သွားလေဆိုရင်သူဟာတကယ်ကိုမအောင်မြင်တဲ့လူတစ်ယောက်အနေနဲ့အခကျင်းဝင်မရတဲ့အလုတ်တင်တစ်ယောက်လိုခင်စားရစေပါတယ်။အဲ့ဒီအခါသူဟာသူ့ကိုယ်သူအရေးပါတဲ့လူတစ်ယောက်လိုခင်စားရတော့မှမဟုတ်တော့ပါဘူး။နောက်နေမဲသုံးအချက်ကတော့အစားထိုးနိုင်တဲ့လူတစ်ယောက်လိုဆက်ဆင်တာပဲဖြစ်တယ်။ မိမတယောက်ကယောက်ျားတယောက်ကိုဘေကောင်နဲ့မဆိုအစားထိုးတော့ရတဲ့လူလို့သဘောထားလာပြီဆိုရင်အဲ့ဒီယောက်ျားကလေးကလည်းအဲ့ဒီမိမကိုပြင်လေရှိခင်မှာမဟုတ်ပါဘူးမိမတယောက်ဟာအခုပြောခဲ့တဲ့အချက်တွေနဲ့ပြုမှုဆက်ဆင်တဲ့အခါယောက်ျားလေးတယောက်ကတော့သူ့ဘက်ကပျော်ရွှင်စွာလိုက်ပါစီးနှင်းနိုင်ပေမင်းသူဟာစိတ်ခင်စားချက်အရာအဲ့ဒီမိမအပေါ်မှာပြေတော့မှယဉ်ဤမြုံနယ်မှုတွေပြုလို့မှမဟုတ်ပါဘူး ဘာဖြစ်လို့လဲဆိုရင်ယောက်ျားတယောက်ဟာသူ့ဟာအစားထိုးမရဘူးတော့မခင်စားရရင်အဲ့ဒီမိန်းကလေးကလေအစားထိုးမရဘူးဆိုတာမျိုးကို သူ့ဖက်က ပြုတ်မှုမှမဟုတ်ပါဘူးယောက်ျားတွေဟာမိန်းမတယောက်ရဲ့ဘဝမှာသူ့တော်ရဲ့အခင်းငယ်တာဟာထူးခြားတယ်တင်ဖို့ရှိတယ်လေးစားခင်ရတယ်တော့ခင်စားရတဲ့အခိုက်အတန့်မှာရှင်းမိကြတာဖြစ်ပါတယ်အဲ့ဒီမတိုင်ခင်တော့သူ့တော်ဖက်ကရှင်းမှာမဟုတ်ပါဘူးဒီနေရာမှာဒေစီကတော့စကားပြေလို့တခုပြောရှင်ပါတယ် အဲ့ဒါကဘာလဲဆိုရင် psychology စကားတွေကို DC ကရာနှုံပြင်းမယုံပါဘူး။ဒါပေမဲ့လေဓာတ်တွေဟာလုံးဝမှားတယ်တော့မဆိုလိုပါဘူး။ DC ရဲ့စိတ်ထင်းမှာတော့ဒီ psychology ရဲ့စကားလုံးတွေဟာ80ရာခိုင်နှုန်း70ရာခိုင်နှုန်းလောက်မှန်နေမိလို့တော့ထင်ပါတယ်။အခုပြောခဲ့တဲ့အကြောင်းအရာတွေကလေအချစ်ကြီးတဲ့အမျိုးသမီးတွေအတွက်တိတိတိထိုက်တဲ့အချက်လက်တွေဖြစ်လို့ DC ကဒီဗီဒီယိုမှာပြောပြပေးနေတာဖြစ်ပါတယ်။ ဆက်လက်ပြီးရင်ဒီဗီဒီယိုမှာပြောခဲ့တဲ့အကြောင်းအရာတွေနဲ့ပတ်သက်လို့ပြောမိဆိုရင်စိတ်ပညာရှင်တွေကအခုဒီဗီဒီယိုမှာပြောပြခဲ့တာကိုအရေးပါမှုနိယာမလို့ဆိုကြပါတယ်။ယောက်ျားတွေဟာငီးစဉ်ကလေးကစွန့်ဆောင်ကြီးပြဖို့လိချင်းခေကြတယ်။ဂိန်းကစားရင်အနိုင်ရရှင်တွေကားတွေကိုပြင်ရှင်တွေစက်တွေကိုပြင်ရှင်တွေပြဿနာတွေကိုဖြေရှင်းတွေဒါတွေဟာသူတို့ရဲ့လိချင်းခေတာတွေပဲဖြစ်တယ်။ ယောက်ျားတွေဟာချစ်ချင်းမေတ္တာကိုအသုံးဝင်မှုနဲ့ညီမျှတွေတော့တင်မဲ့ကြပါလေ။ယောက်ျားတယောက်ဟာမိန်းမတယောက်အတွက်အသုံးဝင်တွေတော့မခံစားရဘူးဆိုရင်သူဟာအဲ့ဒီမိန်းမအပေါ်မှာ တွေ့တာနေတော့မှမဟုတ်တော့ပါဘူး။ဒါကြောင့်ယောက်ျားတယောက်ဟာတစ်ဖက်ကိုအဆက်အသွယ်ဖျက်သွားပြီးရင်နောက်မိန်းမတယောက်နဲ့ပျော်ပျော်ရွှင်ရွှင်နေနိုင်ပါလေ။အကြောင်းရင်းကတော့သူပျော်ရွှင်နေတဲ့မိမဟာသူအဆက်အသွေဖြတ်ထားတဲ့မိမထက်ပိုလှနေလို့လေမဟုတ်ဘူးပိုတော်နေလို့လေမဟုတ်ဘူး အကြောင်းရင်းကတော့အဲ့ဒီမိန်းကလေးဟာသူ့အတွက်မတော်တဆဖြစ်စေတမင်ဖြစ်စေသူ့ကိုအရေးပါတယ်တော့ခံစားရစေတာကြောင့်ပဲဖြစ်ပါတယ်။ယောက်ျားတယောက်ရဲ့ချစ်ချင်းမေတ္တာဟာအရေးပါမှုနဲ့ချိတ်ဆက်နေပါတယ်။အဲ့ဒီတော့အရေးပါတယ်တော့ခံစားလိုက်တဲ့အခါမှာအဲ့ဒီယောက်ျားကအဲ့ဒီမိန်းကလေးအပေါ်မှာဦးစားပေးလာတာတွေကာကွယ်ပေးလာတာတွေပြီးရင်အဲ့ဒီမိန်းကလေးနဲ့အတူတကွအနာကဲတစ်ခုကို စတင်ပုံဖော်လာတာတွေကို ဖြစ်ပေါ်စေတာပါတယ်။ ဒီတော့ဆက်နေပြီးယောက်ျားတွေရဲ့အချစ်စိတ်ကိုနှိုးဆွပေးနိုင်မယ့်အချက်၃ချက်ကိုပြောပြပေးမှာဖြစ်ပါတယ်။နံပါတ်၁အချက်ကတော့သူ့ရဲ့အာထုံမှုကိုအသိအမှတ်ပြုပါ။ဒါပေမဲ့လွန်ကေးစွာမရှိမွန်းပါနဲ့။ယောက်ျားတွေဟာအသိအမှတ်ပြုတာကိုလိုလားကြပါတယ်။ဒါပေမဲ့ဒီအချက်ကတော့အရေးကြီးတယ်။အဲ့ဒါကဘာလဲဆိုရင်သူတို့အတွက်တင်းသေးဖွယ်ဖွယ်အလုပ်တွေပြုလုပ်ပေးနေတဲ့ကိုလင်းကို့အနေနဲ့ခင်ခင်နာနာရှိမွေးပြနေစရာမလိုပါဘူး။ ယောက်ျားတွေတောင်းတတာကသူတို့ရဲ့စ조사အထုံးမှုကိုအသိအမဲ့ပြုတာဖြစ်ပြီးအနည်းဆုံးလေးတွေကိုတော့လွန်လွန်ကျူးကျူးလက်ခုပ်တီရှိမွဲတာမျိုးတော့မဟုတ်ပါဘူး။ဒါကြောင့်သူ့ဖက်ကမိတ်ဆွေကိုတခုခုကိုစီစဉ်ပေးတဲ့အခါမိတ်ဆွေအတွက်တခုခုပြုပြင်ပေးတဲ့အခါမျိုးမှာဒါကိုလုံးပေးတဲ့ပုံစံကိုကျမတကယ်သတိထားမိပါတယ်။အဲဒါကြောင့်ကျမရဲ့တနေ့တာက ပို့လို့လွေကူသွားစေပါတယ်ဒါမှမဟုတ်ကျမကဒါကိုပေါ့ပေါ့တင်တင်လို့မယူဆပါဘူးစသီဖြင့်ပေါ့နော်အသိအမဲ့ပြုတ်တဲ့စကားလေးတခွန်းတို့ပြောကြည့်ပါအသိအမဲ့ပြုရှင်က သူ့ရဲ့အာထုံမှုအရေးပါတွေတော့ခံစားရစေဘိမိလွန်ကဲတဲ့ရှင်မွေးရှင်ကတော့တင်ဖို့ကြစေပါတယ်။နေမင်းအချက်ကတော့သူကသင်ကို တခုခုသင်ကြားခွင့်ပေးလိုက်ပါ။ ယောက်ျားတွေဟာအရင်အရှင်းရှိတဲ့သူအဖြစ်ခင်စားရဖို့အတွက်သူတို့ရဲ့စိတ်ပိုင်းဆိုင်ရာအရှိခင်အပြင်ထိသွင်းထားပါတယ်။မိတ်ဆွေကသူ့ကိုတခုခုသေးသေးလေးဖြစ်ဖြစ်တင်ကြားပေးဖို့တောင်းဆိုမိဆိုရင်အဲ့ဒီခင်စားချက်ကိုမိတ်ဆွေဖွင့်ထုတ်ပေးလိုက်တာနဲ့အထူးတူပါပဲ။ဥပမာဒီအမေသားကိုဘလို့กินရမလဲဆိုတာပြပေးပါလားဒါမှမဟုတ်ဒီပစ္စည်းကလေးဘလို့အလုံးလုံးလေးဆိုတာရှင်းပြပေးပါလားအဲ့ဒီလိုပြောလို့ရပါတယ် သူကသင်အတွက်ဘဟုတုတ္တဒါမှမဟုတ်ကျွမ်းကျင်မှုရဲ့အဓိကအရင်းအမြစ်လို့ခင်စားရတဲ့အခါသူကအမြင်တကယ်အသုံးဝင်ယုံတောင်မကသူကအစားထိုးမရဘူးလို့ခင်စားရစေပါတယ်အဲ့ဒီအခါမှာသင်ဟာသူ့ဘဝအထက်ကတခြားလူတယောက်မဟုတ်တော့ဘူးသူဖြစ်ရှင်တဲ့ယောက်ျားအဖြစ်ခင်စားရအောင် ပြုလုပ်ပေးလိုက်တဲ့တဦးတည်းသောသူ ဖြစ်လာပါတော့တယ်နေမဲသောအချက်ကတော့သင်သဘောမတူရင်တောင်သူ့ရဲ့အမြင်တွေကို လေးစားပါ ယောက်ျားတစ်ယောက်ရဲ့အချင်းမြင်းမြင်းဆင်ဆင်ပြောက်ွေသွားတာကိုမြင်ရှင်တွေဆိုရင်သူ့ရဲ့အမြင်တွေကိုအဆက်မပြတ်ပေးချလိုက်ပါယောက်ျားတစ်ယောက်ရဲ့အချစ်ကိုရဖို့သူ့ရဲ့အမြင်တွေပေါ်မှာသဘောတူနေစရာမလိုပါဘူးသူ့ရဲ့ရှုထောင့်ကိုလေးစားဖို့ပဲလိုအပ်ပါတယ်ဥပမာဆိုပါစို့ရှင်ပါလို့အဲ့လိုတွေးနေဆိုတာကျမနားလေပါတယ်ဒါကစိတ်ဝင်စားစရာကောင်းပါတယ်ပို့ပြီးရင်ပြောပြပါအောင်အဲ့ဒီလိုမျိုးပြောကြည့်လိုက်ပါ ဒီလိုပြောလိုက်ရှင်းကသူ့ကိုအထင်သေးခင်ရမှာကို မကြောက်ဘဲသူ့ကိုသူဖော်ပြခွင့်ရတဲ့နေရာတစ်ခုကို ပေးလိုက်တာပဲဖြစ်တယ်။ယောက်ျားတယောက်ကသူ့ရဲ့အသင်ဟာသင်ကဘာမှာအရေးပါတယ်တော့ခံစားရပြီဆိုတာနဲ့သူ့ရဲ့ဥနှောင်းကငါရဲ့ရှိနေရှင်ကအရေးပါတယ်တော့သူ့ကိုသူစဉ်းစားလိုက်စီတယ်။ဒါဟာပုံမနဲ့ချိန်တဲ့ချစ်ချင်းမေတ္တာစီကိုဥတီသွားတဲ့စိတ်ခံစားမှုပဲဖြစ်ပါတယ်။ဒါပေမဲ့ဒီနေရာမှာဆန့်ကျင်ဘက်အယူအဆတခုတော့ရှိပါတယ်။ ယောက်ျားတွေဟာအရေးပါတွေတော့ခင်စားရှင်ကြပေမိသူတို့ဟာအရာရာတိုင်းအတွက် သူတို့ကိုလိုအပ်နေတဲ့အမျိုးသမီးတွေကိုချစ်မိကြတာတော့မဟုတ်ပါဘူး။ယောက်ျားတစ်ယောက်ဟာမိန်းမတစ်ယောက်ရဲ့ကေတင်ရှင်ဖြစ်ရှင်တာမဟုတ်ပါဘူး။သူဟာမိန်းမတစ်ယောက်ရဲ့လက်တွဲပို့ပြီးဖြစ်ရှင်တာပါ။အခုအညီမင်းနေတဲ့မိန်းမကိုသူမလို့ရှင်ပါဘူး။မိတ်ဆွေဟာအစွန်းထက်တဲ့မိန်းကလေးတယောက်ဖြစ်နေတယ်ဆိုပေမဲ့တခါတလေသူ့ကိုဝင်ပါခွင့်ပေးနိုင်တာကို သူကလိုချင်ပါတယ်။ဥပမာကားခုန်နေတာကိုစဉ်းစားကြည့်ပါ ကားခုန်နေတဲ့မိန်းကလေးတယောက်ဟာသူ့တယောက်တည်းကောင်းကောင်းကားနိုင်ရင်အဆင်ပြေပါလိမ့်မယ်။ဒါပေမဲ့တစ်ဖက်ယောက်ျားလေးတယောက်ကဝင်ရောက်လာပြီးရင်အနည်းငယ်တော့ဥဆောင်ခွင့်ပေးလိုက်တဲ့အခါသူ့လေးအဲ့ဒီဥဆောင်ခွင့်ရတဲ့အခွင့်အရေးကိုခံစားရပါလိမ့်။အဲ့ဒီလိုအချိန်မျိုးမှာအရေးပါမှုကချစ်ချင်းမေတ္တာအဖြစ်ပွင့်လန်းလာတာဖြစ်ပါလိမ့်။ဒီအကြောင်းအရာတွေကိုညူယိုဆိုင်ရဲ့ရှူတောင်းဖက်ကနည်းနည်းပြောပြရှင်းပါလိမ့်။ ။ဦးနှောင်းတွေကိုစကင်ဖက်စစ်ဆေးမှုတွေအရာယောက်ျားတွေဟာတင်ဖို့ရှိတဲ့အရေးပါတွေတော့ခံစားရတဲ့အခါတွေတာမှုဟော်မုန်းတွေမြင့်တက်လာစေပါတယ်။ဒါဟာမိခင်တွေကို ခလေးတွေက တွေ့တာစေတဲ့ဟော်မုန်းနဲ့တူပါတယ်။ယောက်ျားတယောက်ဟာမိန်းမတယောက်အတွက်အရေးပါတယ်တော့ခင်စားရတဲ့အခါသူ့ရဲ့ဥနှောင်းကအဲ့ဒီတွေ့တာမှုဟော်မုန်းတွေကိုမြင့်တက်စေပြီးရင်အဲ့ဒီမိန်းကလေးတွေကိုဒိတ်ရိုက်ချိတ်ဆက်လိုက်ပါတယ်။ ြီးရင်အဲ့ဒီမိန်းကလေးဟာသူ့ဘဝထေးကနောက်ထပ်သားမင်းအမျိုးသမီးတယောက်မဟုတ်တော့ဘဲသူ့ရဲ့စိတ်ခင်စားမှုဆိုင်ရာဆွေးနွေးမှုဖြစ်လာတယ်လို့ဆိုလိုပါတယ်။ယောက်ျားလေးတယောက်ရဲ့ဦးနှောင်းကမိန်းကလေးတယောက်စီကိုဆွေးနွေးသွားပြီဆိုရင်အဲ့ဒီမိန်းကလေးပေါ်မှာချိနေတဲ့ဂိန်းကလုံဝကိုပြီးစီးသွားပြီဖြစ်ပါတယ်။အဲ့ဒီမိန်းကလေးဟာလုံဝဂိန်းမှာအနံ့ရရှိတဲ့သူဖြစ်သွားပြီဖြစ်တယ်။အဲ့ဒီအခါမှာအဲ့ဒီမိန်းကလေးဟာယာယီကနေထာဝရအဖြစ်ကို ရောက်သွားပါတော့တယ် ဒီတော့နောက်ဆုံးအနေနဲ့မိษွေတို့ကိုပေးရှင်တဲ့ message ကတော့ရှိပါလေ။ယောက်ျားတယောက်ကတင်းကိုချစ်မိလာအောင်မကြိုးစားပါနဲ့။တင်းရဲ့ဘဝမှာဘေးသူတွေကတင်းဟာသူ့တော်အတွက်အရေးပါနေတယ်ဆိုတာကို ပြသနေပါတည်း။တင်းကို အစားထိုးလို့မရဘူးလို့ခံစားရစေတဲ့တစုံတယောက်ကိုတင်းရဲ့အချစ်ကိုပေးလိုက်ပါ။တင်နဲ့လက်တွဲခွင့်ရလို့ဂုံယူဝင်ကြောနေတဲ့ယောက်ျားတယောက်ဟာတင့်ရဲ့အချစ်နဲ့ထိတ်တယ်ပါလေ။ တင်းကိုလေးအရေးပါတဲ့လူတယောက်အဖြစ်မခံစားရစေတဲ့ယောက်ျားတယောက်ကိုတော့ဘယ်တော့မှမချစ်မိပါစေနဲ့လို့ပြောဆိုရင်ဒီဗီဒီယိုကိုညီကုန်းချုပ်ပါတယ်ဒီဗီဒီယိုကိုအဆုံးထိနားထောင်ပေးကြတဲ့မိတ်ဆွေတွေအားလုံးကိုကျေးဇူးအထူးတင်ပါတယ်